ဖို့တော်ဟိုတောင်မှဒီမင်းတုံညဆိုတဲ့ငမိုက်တာနော်လင်ငန်းဝတ်ထားလို့တာပါလေနော်တို့တော့တော့ပြောရတယ်တို့တို့ခေါင်းကြီးစင်မဟုတ်ဘူးတဲ့အဲ့တော့မင်းတုံညကိုဦးစင်းကပြောချင်တာမင်းတုံညတို့အုပ်စုဆိုတော့ငမိုက်တာအဖွဲ့ကိုမပြောချင်တာလဲဆိုရင်ဆရာတော်ဦးစေကိန်းညတို့ခေါင်းကြီးဦးညနေတတာတို့အသာထားလိုက်ဦးတို့စီကမင်းတို့ချောင်းမှာပေးနေတယ်နော်ဒီလိုလူတို့ကအချိုးပြတာရောဆဆရာရာပေါ့ဗျာတို့ခြေဘွားမှာပေးနေတဲ့ခြေမုံလေးကိုမြှို့တာထားအောင်လို့ အဲ့ဒီအကိုတော်တွေပြည်သူလူထုပေါ်အကျိုးပြုတဲ့နေရာမှာပြည်သူလူထုပေါ်အထောက်အကူပြုတဲ့နေရာမှာတိုက်ပြည်ပေါ်အထောက်အကူပြုတဲ့နေရာမှာဘာသာနာပေါ်အထောက်အကူပြုတဲ့နေရာမှာပေါ့ကိုတော်ကိုတော်မှီရဲ့လားလို့မေးခွန်းထုတ်ရှင်းတယ်ကျွန်တော်ဘေးနိုင်ငံတော်တမရကြီးဖျက်ရမယ်ဆိုပြီးကျွေးကြော်ထားတာလေကျွန်တော်မင်းသားကြီးပါပဲခေါင်းနဲ့ကျွန်တော်နဲ့ဆင်ရတယ်အဝေးကြီးရေဒီကောင်ကလူလိမ့်လူညာလူလုံးမှာမန်လေးအမ်ဒီ1ပြည်ထဲကကောင် ်တော်ကတော့တော့လိုက်လာကြာပြီ။ကဲတော့ဘုန်းကြီးနဲ့တော့စင်နှမတူဘူးလေဇော်ဘုန်းကြီးကလမ်းမရခွေးဒီကောင်ကကြောင်ကြောင်ရခွေးခွေးနဲ့ကောင်ပေါ့ဗျာခွေးနဲ့ကောင်ကြိုက်တဲ့ပွဲပေါ့ မျိုးတွေအားလုံးပဲငလင်ဘေးနဲ့မရေဘေးတွေဒီမှာမြန်သွန်းကင်းဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုကြက်ရူပရိုဒက်ရှင် channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗီဒီယိုလေး review ရှင်မလို့တော့ပြီးကမှာတော့ယနေ့ဒီပလာ28ရက်နေ့တနင်္လာနေ့မနက်ပိုင်းထီနောက်ဆုံးရရှိတဲ့သတင်းချို့ကိုအချင်းချို့ဖော်ပြပြသွားဖြစ်တဲ့အတွက်တော်လံမျိုးတွေအားလုံးပဲအဆုံးထိရှိပေးဖို့ညံကနေပြီးတမန်တောက်ဆူလိုက်ပါတယ်။ဒီကောင်းတော်များကတော့၎င်းတို့ရဲ့ကိုကျူးစီပေါ်တဲ့နိုင်ငံတော်အာဏာကိုအတင်းတရမမတရားသဖြင့်တင်ထားဒီမှာဒီနေ့မှာဆိုရင်တော့အောက်948ရက်ရှိပြီဖြစ်ပါတယ်။မနက်နိုင်ငံတော်ဝန်စစ်ကောင်စီက ရဲတပ်တွင်သေဆုံးမှုစီးရင်မှာတော့ချင်းပြည်နယ်ပံမော်မြို့နယ်မှာတော့ရေတွတ်လို့မရတဲ့အသေးများပါတယ်။ဂိုင်းတိုင်းစကိုင်းမြို့နယ်မှာ25ကောင်၊ဂိုင်းတိုင်းဝက်လက်မြို့နယ်မှာ6ဦးလင်းဝင်ရောက်ပြီးတော့စကိုင်းတိုင်းမုံရမြို့နယ်မှာ3ကောင်၊တနင်္သာရီတိုင်းဒဝဲမြို့နယ်မှာ26ကောင်၊15ဦးကတော့အရှင်မိပါတယ်။မကွေးတိုင်းစင်ပေါင်းဝဲမြို့နယ်မှာ8ကောင်၊မကွေးတိုင်းပခုတ်ကူမြို့နယ်မှာ2ကောင်နဲ့ တခုကတော့အရှင်မိပြီးတော့အကိုတိုင်းမင်းသားမျိုးနွယ်မှာခဏကောင်တည်ဆုံးခဲ့ကြောင်းသိရှိရပါတယ်။နောက်ဆုံးသတင်းပုံအနေနဲ့ကတော့မန္တလေးမြို့ကိုဗဟိုပြူပြီးအင်အားတင်းတင်းရှိတဲ့ငလင်လှုပ်ခတ်မှုဟာပြည်သူများကိုထိတ်လန့်ဖြစ်ရကြောင်း NGO ရဲ့ထုတ်ပြန်ချက်နဲ့ဒေသခံပြည်သူတွေကပြောကြားကြကြသိရှိရပါတယ်မန္တလေးကိုဗဟိုပြူပြီးအင်အား၄၄ဆင့်ရှိတဲ့ငလင်လှုပ်ခတ်မှုဟာပြည်သူများထိတ်လန့်ဖြစ်ခဲ့ရပြီးတော့မလ28ရက်နေ့ဒဂိုင်းငလင်ကြီးအပြီးတလပြည့်ချိန်မှာနောက်ဆက်တွဲငလင်များတုံ့နေစေဖြစ်ပါတယ်ဥပဒေတလတတိပြည့်အောင်ငလင်လှုပ်နေဖြစ်တဲ့အတွက်ငလင်ပြီး တန်တင့်တဲ့ဒေသတွေမှာရှိတဲ့တော်လန်ပြည်သူတွေအားလုံးလည်းအထူးဂရုပြုနေထိုင်ကြဖို့ဒီနေရာကနေပြီးတော့ချက်မှန်ပူဇော်ကြပါလေ။ဧပြီလ28ရက်နေ့မြန်မာစံတော်ချိန်ည10:25မိနစ်ချိန်ကမှမန္တလေးတိုင်းမန္တလေးမြို့နီးမြေရောက်နဲ့30ကီလိုမီတာကိုအဟိုးပြူပြီး Richter scale 4သမာ၄ဆင့်ရှိတဲ့အင်အားသင်းသင်းရှိတဲ့မြေကလင်တစ်ခုလုခတ်သွားကြကြောင်းမြို့သားညွေဆိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ BND ရဲ့ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။လာတူပဲဒကိုင်းနဲ့ပြင်းဦးလင်းတို့မှလည်းဒီနေ့ည09:25မိနစ်အချိန်မှာငလင်တိတိသာလှုပ်ခတ်သွားတယ်လို့ ဒေသခံပြည်သူများကပြောထားပါတယ်မလ28ရက်နေ့ပြင်းအားဖနစ်သမခွန်ဆင်းရှိတဲ့သခိုင်းကလင်ကြီးလှုပ်ခတ်မှုကစတင်ပြီးတလပြည့်တဲ့အထိနောက်ဆက်တွဲကလင်ပေါင်း159ခုလှုပ်ခတ်ခဲ့ပြီဖြစ်တယ်လို့လည်းထုတ်ပြန်ထားတာတွေ့ရှိရပါတယ်နောက်ထပ်သတင်းတွေမှာတော့မန္တလေးစကိုင်းတိုင်းနဲ့ရှမ်းပြည်နယ်ပါဝင်ဒေတာအများပြားမှာမိုးသက်လီပင်းကျပြီးမြို့နယ်ချို့မှာလည်းမိုးသီးတွေကျွေးခဲ့တယ်လို့သိရှိရပါတယ်။ဧပြီလ28ရက်ညနေပိုင်းမိုးသက်လီပင်းပြီးမှရှမ်းပြည်နယ်ကလောအောင်ပန်းလေချာမြို့နယ်မန္တလေးတိုင်းမိုးကုံမြို့မှာမိုးရွာခဲ့ပြီးမိုးသီးတွေလည်းကျွေးကြခဲ့ပါတယ်။ ရန်ကုန်မြို့မှာလည်း나ယူဝက်ခန့်အကြာမိုးကောင်းခဲ့တယ်လို့ဒေသခံပြည်သူတွေကပြောထားတာသိရှိရပါတယ်။နောက်ထပ်သတင်းတွေမှာတော့မန္တလေးတိုင်းစင်ကူမြို့ပေါ်စာတင်ကျောင်းနဲ့ဘုံကြီးကျောင်းတွေကိုအကြမ်းဖက်စစ်တပ်ကလေအပြင်းဘုံကြီးတက်ခဲ့ခြင်းကြောင့်စင်ကူမြို့နယ်ဝက်ကဖသတင်းတောင်ဝင်ကံကိုသံမဏိကနေပြီးတော့ထုတ်ဖော်ပြောကြားထားတာသိရှိရပါတယ်။ဧပြီလ28ရက်နေ့နနက်09:28မိနစ်မှာစင်ကူမြို့ပေါ်မှာရှိတဲ့အထက်ကစာတင်ကျောင်းရှိဖက်နဲ့မဟာဝေယံဘုံသာဘုံကြီးကျောင်းမြောက်ဖက်ကိုအကြမ်းဖက်စစ်တပ်ကလေအပြင်းဘုံကြီးတက်ခဲ့ခြင်းဖြစ်ပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့လေကျောင်းတက်ခဲ့မှုကြောင့် ပြည်သူများထိခိုက်မှုမရှိတော့လဲအဆောက်အုံများထိခိုက်ပျက်စီးခဲ့ကြောင်းသိရှိရပါတယ်။ဒီနေ့နဲ့ပိုင်းမှာကျင်းကူမြို့ပေါ်အထက်ကစာတင်ကျောင်းရှိဘက်ကိုတစ်ကြိမ်မဟာဝိဉံပုံသားဘုံကြီးကျောင်းမြို့ဘက်ကိုတစ်ကြိမ်လေကျောင်းတက်ခတ်မှုပြုလုပ်သွားတယ်။ဆောက်ဦးထိခိုက်ပျက်စီးတယ်လူထိခိုက်တော့မရှိပါဘူး။ဒီကကတော့ပြည်သူတွေကိုအကြောက်တရားပေးပြီးတော်လရင်ကိုအမတ်ပေးအောင်သွေးခွဲတဲ့သဘောပါပဲ။ပြည်သူတွေအနေနဲ့တော်လရင်ပုံမှာပဲအာရုံစိုက်ပြီးဥပောင်းပုံဝင်ပြီးဖို့တိုက်တွန်းကြပါလေလို့လေကျင်းကူမြို့နယ်ပတ်ခတ်ပါသတင်းတော်ဝန်ခံဦးတန်မဏိကနေပြီးတော့ပြည်သူတွေကို အမှန်လုံးစော်ထားပါဗါ။နောက်ထပ်သတင်းပုံမှာတော့စစ်ကောင်စီရဲ့ပဲခူးရုံးမကိုအင်အား90နဲ့စစ်ကြောင်းတိုးလာတဲ့အထက်မှာတော့စစ်သားအစ်စ်ဆက်ရောက်တာပါရှိပြီးတန်တဲ့သူများအားလုံးဟာပေါ်လာဆွဲခံရပြီးတော့စစ်သားစုဆောင်ခြင်းရပါတဲ့လူတွေဖြစ်ကြောင်းသိရှိခဲ့ရပါဗါ။ဒါကြောင့်မို့လို့လဲတရင်တစ်ခုလုံးပြုတ်တဲ့အနေအထားတွေဖြစ်လာတာပါ။ဒါကိုကြည်ချင်းအပြင်အဲ့ရပေါ်တာဆွဲခံရရင်နေ့နဲ့အမြန်ကတော့ပေါ်ရမယ်လမ်းကလည်းတလမ်းပဲဖြစ်နေတာဖြစ်တဲ့အတွက်ငရီနီနယ်လေးပြိမာရွေးချယ်ရမယ်လမ်းမှာတော်လရင်ဘက်ကိုမြန်ဆုံးရွေးချယ်ဖို့လိုပဲအကြောင်းဒီနေ့ကပြီးထပ်မံဒီပေးဒီပေးလိုက်ပါလေဗျာဘိုးတိုင်းအနောက်ချမ်းပေါ့နော်ကျွန်တော်တို့ဆို PKI ပေါ့ PK မှာဆိုရင်ကျွန်တော်တို့အဲပေါင်းတယ်မြို့နယ်မှာဆိုရင်ကျွန်တော်တို့ဟွာလောက်ဆယ်ဆယ်နာတစ်ပတ်ရှာလဲရွာတွေနဲ့ဒီဘက်ကဆိုရင်ကျွန်တော်တို့ရိုးမပလန်နေရာတွေကိုကျွန်တော်တို့စိုးမိုးထားနိုင်ပါပြီခင်ဗျာရိုးမပလန်ပေါက်ပေါက်ခေါင်းမြို့နယ်မှာဆိုရင်လည်းပဲကျွန်တော်တို့ရိုးမပလန်ဘကိုးရိုးမပလန်နေရာတွေအထိကျွန်တော်တို့စိုးမိုးထားနိုင်ပါလေခင်ဗျာကောင်စီအနေနဲ့ကတော့သူတို့တာဝါတိုင်းကုန်းနေမှာတော့အထိုင်စခန်းတွေတက်ဆွဲထားတာမျိုးတွေရှိပါလေခင်ဗျာ ျွန်တော်ပေါက်တဲ့ပိုင်းတဲ့ထဲမှာဆိုရင်တိန်ကုန်းတာဝါတိုင်းဟင်းအထိုင်စခန်းမှာဆိုရင်စက်ကအင်အား90ဦးလောက်နဲ့တက်ဆွဲထားတာရှိတယ်တစ်ပုတ်တာဝါတိုင်းအထိုင်စခန်းမှာဆိုရင်လည်းပဲအင်အား90ဦးလောက်နဲ့တက်ဆွဲထားတာရှိတယ်ဟိုပေါက်တဲ့ဘက်ကနေပြီးတော့မှသူတို့ပေါက်တော့ဘက်ကိုပေါက်တော့ပေါ့နော်ပေါက်တော့ကနေလာတဲ့အကကွင်းကြောက်ကြီးတောင်အဲအဲ့နေရာမှာဆိုရင်လည်းပဲသူတို့စစ်စစ်ဂိတ်အနေနဲ့အင်အား90လောက်ချထားမျိုးရှိတယ်သူတို့ကတော့အောက်ခြေမြေပြင်လောက်ကိုဟိုဟိုပါပေါ့မျိုးတဲ့ဟို ရောက်မလာနိုင်အောင်တားထားတဲ့သဘောတော့ပဲရှိပါတယ်ခင်ဗျ PKI ထဲမှာဆိုရင်တော့ကျွန်တော်တို့6မြို့နယ်ရှိပါတယ်ခင်ဗျအဲအဓိကအားဖြင့်ပြေဗရောင်းတဲကုန်းပေါက်ခေါင်းပေါင်းတယ်ရွှေတောင်ဆိုပြီးရွှေတောင်တဲကုန်းဆိုပြီးတော့6မြို့နယ်ရှိပါတယ်ခင်ဗျကျွန်တော်တို့အနေနဲ့ကတော့ဟိုရိုးမာပေါ်မှာအဓိကကြားတဲ့အဲမြို့ကတော့2မြို့ရှိတယ်ခင်ဗျပေါင်းတယ်မြို့နယ်နဲ့ဟိုပါပေါက်ခေါင်းမြို့နယ်ဆိုပြီးတော့မှ2မြို့နယ်ရှိတယ်အဲ့ဟာတွေကရိုးမာရဲ့တကယ် ဟိုအခြေနော်ပေါ့ PDF ကျွန်တော်တို့ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေအခြေစိုက်တဲ့အဲဒေသတွေကိုတော့ကျွန်တော်တို့ဟိုပိုင်းပိုင်းကျွန်တော်တို့ဟိုပေါ့ထိန်းချုပ်နေပြီအဖြစ်ပေါ့နော်ရှိဟိုရှိပါလေခင်ဗျပေါင်းနေနဲ့ပေါက်ခေါင်းဟာတော့ပေါက်ခေါင်းရိုးမှတခုတော့ကျွန်တော်တို့ထိန်းချုပ်ထားနိုင်ပါလေခင်ဗျသူတို့ရဲ့အခြေအနေကတော့ကိုဟိုစစ်တပ်ကတော့အင်အားရုပ်လော့လာတာကိုတိတိသာသာသိရပါလေခင်ဗျအာအရင်တော့အဆိုစစ်ကြောင်းထိုးတာမျိုးတွေအပေါ်ထိတက်ထိုးတာမျိုးတွေရှိတယ်အခုဆိုရင်တော့ကျွန်တော်တို့ဟိုထင်းချုံနယ်မြေလောက်အထိကိုဒီကောင်လေး အတက်ထိုးတာမျိုးတွေမရှိပါဘူးဗျအဲအခုဆိုရင်လည်းပဲစစ်ကြောင်းတက်လာပြီဆိုလို့ရှိရင်တို့ကတကယ်စစ်စစ်သားစစ်စစ်ကဆိုရင်အယောက်90တက်လာရင်ဒီစစ်သားစစ်စစ်ကတကယ်တမ်းဆိုရင်100ယောက်လောက်ပဲပါတယ်ကျန်တဲ့40ကစစ်မှုတန်းပေါ်တာဆွဲထားတဲ့ကောင်တွေယူဆော်ရီတွေနဲ့ဖွဲ့စည်းပြီးတက်လာတာမျိုးရှိပါတယ်ဗျဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်တို့ဘကိုးရိုးမှကျွန်တော်တို့ဆိုရင်ဟိုပါဗောအနောက်ချမ်းလို့ခေါ်တယ်အနောက်ချမ်းမှာဆိုရင်ခရိုင်နှစ်ခုရှိတယ်တာဝတီခရိုင်ရယ်ပြည်ခရိုင်ရယ်ဆိုပြီးတော့မှနှစ်ခရိုင်ရှိပါလားခင်ဗျာ အဲတာရီခိုင်မှာဆိုရင်တို့ကတော့တို့အနေနဲ့ကတော့တာလန်မဘော်ဒီရောက်တဲ့အထိကိုစိုးမိုးထားနိုင်တဲ့အနေအထားရှိနေပြီကျွန်တော်တို့ PKI အနေနဲ့ကတော့ယူမပလန်တခွင်ကျွန်တော်တို့ဟိုပါပေါ့ဆယ်နာတပတ်ရှာလဲနဲ့အဲမျိုးတွေအနီးနားအထိတော့တော့အဲစိုးမိုးထားနိုင်ပါလေမျိုးပေါ်လေးအထိတော့အဲစိုးမိုးထားနိုင်ခြင်းအစ်စိုးမိုးထိန်းချုပ်ထားနိုင်ခြင်းမရှိသေးပါဘူးဟုတ်ကဲ့ဟုတ်ကဲ့ခင်ဗျာကျွန်တော်တို့ဟိုရခိုင်နဲ့အဆက်ဗဒောင်းမျိုးဆိုတာရှိပါတယ်ခင်ဗျာဗဒောင်းမျိုးမှာဆိုရင်အဲစစ်ကောင်စီရဲ့ဟိုပါပေါ့ကပါစာ တက်တွေပေါ့နော်ထုတ်လို့ရတက်တွေကအများဆုံးရှိတဲ့နေရာပေါ့ခင်ဗျအဲအဲ့နေရာတွေမှာတော့အာရှေ့ဆက်ပြီးတော့မှာစီရေပြင်းထလာနေတာပြင်းထန်နိုင်ပါလေခင်ဗျအာကြံတဲ့ဘလို့ခေါ်မလဲဘလောက်ထိဖြစ်လာစီရေဖြစ်လာမလဲဆိုတော့ကျွန်တော်တို့လည်းပဲကြိုတင်းပြီးတော့မှာအဲမသိရသေးပါဘူးခင်ဗျဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်တို့လည်းဟိုရခိုင်အေတက်တွေနဲ့ချိတ်ဆက်မှုရှိပါတယ်ဟုတ်ကဲ့ပါအဲဒီကူလက်ရှိတဲ့ပူပေါင်းဆောင်ရွက်နေတာမျိုးတွေရှိပါတယ်ခင်ဗျ ဟုတ်ကဲ့ဟုတ်ကဲ့ခင်ဗျာအခုလက်ရှိမှာသူတို့ခုနစစ်မှုတန်းနေပေါ်တာဆွဲထားတဲ့သူတွေနဲ့အဲစစ်ကြောင်းထိုးနာမျိုးရှိပါတယ်ကျွန်တော်တို့အခုပေါင်းတယ်လေအဲနေဘဲမှာပေါ့နော်ပေါက်ကောင်းမျိုးနဲ့ပေါင်းတယ်လေနားမှာဆိုရင်နတ်တလင်းရွာတို့ခုနဘယ်လိုခေါ်မလဲကျိုးပင်ဘက်တူသူစစ်ကြောင်းထိုးဖို့လုပ်နေပါတယ်ဒီနေ့မှာဆိုရင်အဲကာကြီးရှိစီနဲ့တက်လာပြီးတော့မှအင်အား200ခန်းလောက်နေပဲတော့ဒီတက်လာတာရှိပါတယ်ဒါပေမဲ့သူတို့ ဘလောက်ပဲတက်လာတက်လာပါကျွန်တော်ဘက်ကနေပြီးတော့မှသူတို့ကိုပြန်လဲခုခံဖို့အတွက်အစင်းသင့်အဲဆောင်ရွက်ထားပါတယ်ခင်ဗျအဲဘလို့ဆောင်ရွက်ထားတယ်ဆိုတာတော့ကျွန်တော်တို့အကြံတော်မပြောတော့ဘူးတော့အဲကျွန်တော်အနေနဲ့ကတော့အခုသူတို့ဒီဘက်ကတက်တယ်ဟိုဒီအပေါ်ထိုးပြတယ်ထိုးပြပြီးတော့ပြန်ဆုတ်သွားတယ်ဆိုတာသူတို့ကကျွန်တော်တို့နေရာတွေစီးရီးပြတ်မှတ်ထားတာမဟုတ်နိုင်ပါဘူးကျန်တဲ့နေရာတွေကိုလည်းပဲသူတို့ဆက်လက်ပြီးတော့မှလွတ်နေရတာမျိုးရှိတယ်ပေါ့ကျွန်တော်တို့ရှိမှဆို၃ရက်လောက်စစ်ကြောင်းထိုးလာတယ် အဲဒီကောင်တွေကိုလိုက်စုံစမ်းလိုက်လို့ရှိရင်အာ A ဘက်ရောက်သွားတာမျိုးတို့အဲပင်းပင်းနဲ့ဘက်ကိုကိုးလိုက်တာမျိုးတို့အဲအဲ့လိုမျိုးတွေလည်းကျွန်တော်သတင်းရရှိပါတယ်အရှေ့တန်းစစ်မြေပြင်မှာဆိုရင်တကယ်စစ်သားစစ်စစ်နဲ့အဲပြူစောတီတို့အခုမှစစ်မှုတန်းခေါ်ထားရတယ်ဆိုဆိုရင်ကျွန်တော်တို့တိုက်ဟိုတိုက်ပွဲအတွင်းမှာနေမယ်ပဲကျွန်တော်တို့တိုက်ပွဲအတွင်းကြုံအရာဆိုရင်ပြောရရင်တော့ဒီကောင်တွေကခုမှဝင်လာတဲ့လူတွေဆိုရင်ကျွန်တော်တို့မချင်းမရဲတဲ့မျိုးတွေပေါ့နော်သူတို့ရဲ့လှုပ်ရှားမှုပေါ်မှာမူတည်ပြီးတော့မှအတွေ့အကြုံပိုင်းအားနေတဲ့အပေါ်မှာမူတည်ပြီးရောသုံးသပ်လို့ရပါတယ်ဟုတ်ကဲ့ ။နောက်ထပ်သတင်းမှာတော့မြန်မာနိုင်ငံမှာပြန်လည်ပြုတ်လုံမဲ့ great တွဲဆောင်ဖို့ပွဲကိုဖြေဆိုခြင်းနဲ့လူငယ်တွေအရင်များပြားနေရောက်စစ်ကောင်စီကဗီဒီယိုတွေနဲ့တူထုတ်ပြန်ခဲ့ပါတယ်။ဒါတော့တကယ်ကိုပဲရည်စရာကောင်းတဲ့စစ်ကောင်စီရဲ့အမြင်နဲ့လုပ်ရလုပ်ရတခုဖြစ်ပါတယ်။ဆိုရင်တော့သူတို့ရဲ့မဘာသာဖုံးကြီးနဲ့ဘောမတစ်တိုက်ကနေပြီးတော့စစ်ကောင်စီကိုဝိုင်းဝန်းပြီးတော့ဒီကိစ္စနဲ့ပတ်သက်ပြီးဝေဖန်နေကြတဲ့ပုံမှာစစ်ကောင်စီအနေနဲ့မင်းတို့ဝေဖန်နေရမှားတယ်။တကယ်တော့ဖြေခြင်းနဲ့ကြောင်းသားတွေရဲ့အများကြီးဆိုပြီးတော့ဗီဒီယိုဖိုင်တွေသူတို့ရဲ့ဝါဒဖြန့်တဲ့ အန်တွေကနေပြီးတော့ MRTV ကနေထုတ်ပြန်ခဲ့တာတွေ့ရပါတယ်အိန္ဒိယမှာအခုစိတ်နဲ့ပေါ်ပြပေးလိုက်ပါတယ်ဆာမွေပြန်ဖျားမယ်ဆိုတော့ကျွန်တော်အရင်ကရထားတဲ့စာတွေကိုပဲပြန်နှွေးဖို့အစီအစဉ်ရှိရဲအခုကြောင်းကြီးကတော့ဒီကြောင်းကစာပြန်ခေါ်မယ်လို့ပြောရဲဖြေနိုင်ခဲ့ပါခုံတို့ကတော့သုံးပါသာလောက်ပဲပါမှာအခုပြန်ဖျားမယ်ဆိုတော့အကောင်းဆုံးပြန်ဖျားဖျားမယ်ဆိုတော့အကောင်းဆုံးပြန်ဖျားအကောင်းဆုံးပြန်ဖျားမယ်ဆိုပြီးတော့ပြောတဲ့ကြောင်းသားတွေကိုတော့ တို့ရဲ့ဘောမာတွေကပဲမင်းတို့ကောင်တွေစစ်ထဲတာဝင်သွားပါတော့ကွာဆိုပြီးတော့ပြောနေတာကိုတွေ့ရပါတယ်ဒါကတော့ဘောမာတွေနဲ့မင်းအောင်နိုင်နဲ့ထိတ်တိုက်တွေ့ပေမဲ့လေဘောမာတွေရောမပါသာဖုံးကြီးတော့မင်းအောင်လန်ကူတော့မနိုင်လိုက်ဘူးဆိုတဲ့နေသားတစ်ခုသွားနေတာပါငါမျိုးဘူတော်ဟိုတောင်မှဒီမင်းတို့ညဆိုတဲ့ငမိုက်တာနော်လင်ငန်းဝထားလို့လာပါကြာနော်တို့ကတော့ပြောတယ်ကျွန်တော်ဖုံးကြီးစင်မဟုတ်ဘူးတဲ့အဲ့တော့မင်းတို့ညကိုဦးစင်းကပြောချင်တာမင်းတို့ညတော့အုပ်စုဆိုတော့ငမိုက်တာအဖေကမပြောချင်တာလဲဆိုရင်ဆရာတော်ဦးစင်းကညတို့ဖုံးကြီးဦးညနေတဲ့တာတော့ဒါထားလိုက်ဦးတို့စီကတို့ချောင်မှပေးနေတယ်နော်ဒီလိုလူတို့ကအကျိုးပြုလာရောဆက်ဆက်ကြရပေါ့ဗျာ သူတို့ခြေဘွားမှာပေးနေတဲ့ခြေမုံလေးကိုမျိုးဖို့တာထားအောင်လို့အဲ့အကူတော်တွေပြီးလူလူလူပေါ့အချိုးပြူတဲ့နေရာမှာပြီးလူလူလူပေါ့အထောက်အကူပြူတဲ့နေရာမှာတိုက်ပြီးပေါ့အထောက်အကူပြူတဲ့နေရာမှာဘာဒါနာပေါ့အထောက်အကူပြူတဲ့နေရာမှာပေါ့ကူတော်ကူတော်မှီရဲ့လားလို့မေးခွန်းထုတ်ချင်တယ်နော်ဘုက္ကူဦးစင်းရတာဘုံဖော်ပြီးပြောတာပေါ့ဒီကိုတော်လေးနဲ့ဦးစင်းရအချိန်မီမီလဲလေးချင်းရောပါရောအကုန်လုံးရှင်လို့ရတယ်အကုန်လုံးရှင်လို့ရတယ်ပေါ့ကတော့ကတော့ဦးစင်းမင်းတုံညကိုအခုလိုမျိုးစိန်ခေါ်နေတော့တွေ့ရပါတယ်သူနဲ့ရှင်လို့ရတယ်ပေါ့ကဲဦးစင်းမင်းတုံညဆိုတာက စာအုပ်စာတန်းတွေထုတ်ဝေပြီးတော့ပြည်သူတွေကသိခဲ့တဲ့သူပေါ့ကတော့ဆိုတာကတော့ တို့စစ်ခွေးမင်းအောင်နိုင်ပလင်ပေါ်တက်တဲ့ချိန်မှာပဲပြည်တော်ပေါကနေပြီးတော့သင်္ကန်းချုံရောင်ဆောင်ပြီးဝင်လာတဲ့ပြူစော်တီခေါင်းဆောင်လဲဆိုတာကတော့မင်းတို့ဘောမချင်းချင်းပဲအရင်မေးကြည့်လိုက်ပါဦးလူပြန်ချမ်းပါလေရတာလမ်းစာလျှောက်တယ်ပေါ့နော်လမ်းစာလျှောက်တယ်ဒီနေ့ကိုနိုင်ကွဲ45မိနစ်လောက်လမ်းလျှောက်တယ်အခြေအနေလည်းထွက်တယ်ပေါ့နော်အော်ချမ်းပါလေကောင်းလားစီကျိုးဖြစ်တော့လမ်းမလျှောက်လို့ရှိရင်စီကျိုးတက်တဲ့ခါကျစီကျိုးတဘောကလျှောက်ချပြရတဲ့ဘောကချင်ပါရောနော်အဲ့တော့ဥစဉ်ပုံမှန်လေးလမ်းလျှောက်ဖြစ်တယ်ပြန်နော်အဲလမ်းလျှောက်မနေနဲ့နောက်ကျရင်ပြေးရမှာပြေးဖို့ကလေးကျင်တာပေါက်ကတော့ကြီးအဲ့တော့မျိုးလေးကိုလဲတော့နော်ဟိုက ိုးပြီးသားလို့နော်ဒီတော့ထဲတော့ပါပဲနော်ဒီတော့ငမိုက်သားတွေငမိုက်သားတွေနော်ဒီလိုကဘာလို့ဆိုရလဲဆိုတော့စကိုင်းမျိုးစုမျိုးသားတွေရောညီမနိုင်ငံနိုင်ငံသားတွေရောတိပါပါဆရာတော်ဦးစေတိတ်တော်လေဆရာတော်ဦးဦးညာလေးကြလားဆိုစကိုင်းမျိုးရဲ့အသက်သွေးကြောကြီးတွေလို့လည်းပြောလို့ရတယ်ကဒီဆရာတော်ဦးစေတိတ်တော်ဦးညာလေးကြလားဆိုတော့ခိုးယူညာလေးကြလားဆိုတော့ကဦးစလို့ဆိုတော့စိတ်နဲ့တောင်ပြန်ပါရဲ့နော်စိတ်နဲ့တောင်ပြန်ပါရဲ့ဆော်ကားကိုပဇက်နဲ့ပြောမလို့ဆိုတာဝေးရောစိတ်ကလေးနဲ့ကိုပြန်ပါရဲ့လားအဲ့ဒီလိုတကယ်တော့ကြတာပဲရောလောကီပဲရောအကုန်လုံးပေါ့ဗျာဒီဗီဒီယိုလူစုအပေါ်မေတ္တာထားတဲ့ဖက်တွေရောဆရာတော်နှစ်ပါးတကယ်ဟုတ်လား 发给他们，没给他们，说少啥了，喏，人家我查过了吧？然后多少多少的，都都可以羡慕，不嘞？我那这个路路上多少？把不会买的都压给他们，把不那这个路买的必须要这开的，过了没好，都要估的要估计吧。ဘောကတော့တင်းပြီလေဘာဖြစ်လို့ဆိုတော့သူတို့နှစ်တန်းမဲ့အောင်ပါတယ်ဆိုမှတော့မင်းတော့ဘောနှစ်တန်းမဲ့အောင်တဲ့ကောင်ကနေပြီးတော့ဗာတိမှလည်းဗုဒ္ဓတက္ကသိုလ်ကြီးဘာရင်းညာလေးတော့ဥပဒေကိုကြည့်ပါနော်မင်းတို့ညာလို့အဲ့ကိုတော်ကြီးများဆရာတော်ကြီးဘုရားကြီးတွေကိုပြမနေတဲ့ကိုတော်ကြီးရဲ့ဥပဒေကိုခင်ဗျတည်တည်ချာချာကြည့် ဒီညိုစရာကောင်းတယ်လားဘယ်လိုအနေထားရှိလဲရုပ်ကဘုန်းကြီးရုပ်ပေါက်ရလားဆိုတဲ့ပုံစံဥပဒေချကြည့်တကယ်လို့ဘုန်းကြီးရုပ်ပေါက်တော့တို့တို့တွေကတော့ခင်ဗျရောက်ကောင်းနေကြအောင်ရပလည်းနေမယ်ရုပ်မှာပဲเนาะရောက်လည်းနေဘုန်းကြီးရုပ်ပေါက်နေမှာပဲဒါလေးကိုပြောချင်တယ်အဲ့တော့ဒီလိုလိုတို့ကဒီကိုတော်တွေရဲ့တာယောင်လိုက်ပြီးမှဆရာတော်ဘုရားကြီးတွေကိုမစော်ကြကြနဲ့မပြင်းမကြနဲ့ဟုတ်လားဥမာပောက်ကူတော်မဟုတ်ထားလို့တဲ့ပောက်ကူတော်ပဲခံရမှာပဲเนาะပောက်ကူတော်တို့ကြိုက်တဲ့လောက်ဆက်ပောက်ကူတော်တို့မတို့ပြန်ဘူးဆရာတော်ကြီးကပို့ဆိုတာဘောတို့တို့ပြောတာဟာလေးကြီးပြီးကြီးကြောင်နေတယ်ဒီလိုတို့တော့မေတ္တာမပြေဘူးအဲ့သူဆဲဆုံနေတဲ့သူတွေပါမေတ္တာမပြေဘူးတို့ချွဲနေရတယ်တို့ကြီးလိုက်လို့ရှိရင်เนาะ อืมသူတို့ကလည်းยีနေတယ်မင်းတို့နိုင်ငံလည်းမင်းတို့အကုန်လုံးကြီးပြီးยีနေတယ်ဒီဖုန်းကြီးတွေကတော့ငါကြီးနေတာတွေအစုံကြီးခံရရဆိုยีနေရောသူလောက်ထားပြီဒါအေးမင်းတို့ဆက်တိုက်မင်းတို့လို့ငါတို့တော့မင်းတို့ဘယ်လိုဘယ်လိုပေးငါတို့ဘယ်လိုပေးဘယ်နေရာဘယ်မြို့ရမင်းတို့ပေးချန်ပီယံမြောက်ပိုင်းမှာအများကြီးတည်ခဲ့ရတာအများကြီးပဲဒီအဲ့ PDF တွေတည်ခဲ့ရတာအများကြီးပဲအဲ့လို PDF တွေကိုအတုံးချခဲ့တယ်အညိုသူတို့ရဲ့သူတို့ရဲ့ဒီပေါ့နော်ဒီရောက်အတွက်ဒီဘာမှဆိုတော့ဒီဒေါ်လာကြီးလည်းအများကြီးရခဲ့တယ်တချို့ဒါတွေကို PDF တွေကတည်တယ်ဒါချို့မှလည်းဒါဒါကကြာသွားတာပဲ ENA ကလည်းထုံနေတူစွာပဲ PDF ကိုစောင့်ကန်အောင်ပါပဲ KIA ကလည်းထုံနေတူစွာပဲ PDF ကိုစောင့်ကန်အောင်ပါပဲ ကေနေရောတော့ဒီက PDF ကိုဆောင်းကန်လို့ PDF ကိုတိတ်လက်မခံတော့ဘူးကေပြင်းနေမှာမကြခင်ပါကေပြင်းနေရလဲဒါမိခိုးတွေရန်နေတိတ်သွားလိုက်မယ်နော် PDF ကတော့ဘယ်ပြောမလဲတော့မပြောတတ်ဘူးအဲ့တော့ PDF တွေအလင်းဝင်လာတာဥသိန်းတို့အနေနဲ့ကဘာမှ PDF ကပဲသွားမလို့ PDF ကမင်းတို့စီလာမှာဟောကျိုးစိုးပါလေလက်ခံပါလေဒါ PDF တွေဆိုတာကဥသိန်းတို့ဘာမှလူမျိုးဆိုတာကအယုံလွယ်တယ်အယုံသွင်းလို့လည်းကောင်းတယ်နော်လှည့်ဖျားလို့ကောင်းတယ်ညာလို့ကောင်းတယ်အနိုင်ငံရေးသမားတွေအကြိုက်ပဲဥသိန်းတို့ဘာဟေးအဲ့ဒါကြောင့်မင်းတို့လို့မင်းအောင်နိုင်ငံတွေပဲအခုလို့မင်းတို့ဂျင်းတွေကြီးနေတာမင်းတို့ဂျင်းတွေမိနေတာမှာ PDF အများစုပါ နိုင်ငံရေးကိုရေးလဲတိလာဆိုဘာမှနားမလဲဘူးနော်အခုတော့တို့တွေတဘောပေါက်ပြီခမ်းပါများတော့တိလာတာပေါ့ဗျာတို့အလင်းခမ်းပါများတော့ဟိုတဘောပေါက်လာလို့ခမ်းပါများလည်း PDF တွေကအမြင်မှိုင်းတိလာတော့အဲ့လိုပဲအလင်းဝင်လာတဲ့တူတွေအများကြီးပဲအဲ့တော့ဥစဉ်ပြောချင်တာကနောက်ထပ် PDF တွေမှရှိတယ်ဆိုလို့ရှိရင်ပေါက်ကတော့ရပေါက်ဆရာတော့ဆိုတဲ့ Telegram လည်းရှိတယ်နော်တိတော့မှလည်းဥစဉ်ကအကောင့်နှစ်ကောင့်လောက်သုံးကောင့်လောက်ထားတယ်အမှဥစဉ်နော်လက်ရှိဒီကောက်ကိုတုံးတယ်အဲ့တော့ဥစဉ်ပြောချင်တာကဥစဉ်ရဲ့စာဖို့ပါမှတ်တော့မှစွန့်စရာဘူးမှတ်တော့မှစွန့်စရာဘူးနော် အမှန်တရားပြောဖို့တော့လိုတယ်အမှန်တရားဝန်ခံဖို့တော့လိုတယ်အခု PDF တွေလင်းဝင်လာတယ်မိဘအုပ်ထိန်းလူထံနေအပ်တယ်တနက်ပိုင်းဘယ်လောက်ဘယ်လောက်ဆိုပါမစားကနိုင်ငံတော်ကနေမှကြက်ကြနာနာဗျာဂုံပြူမှန်တန်းတော့ကြီးမြင့်နေအများကြီးပဲအဲ့တော့ဘာပဲပြောပြောဦးစင်းတို့ကဟာ PDF တွေကငကိုကဟိုကလုတ်ခဲ့တယ်ဒီကလုတ်ခဲ့တယ်ဦးစင်းတို့ကအဲ့ဒါကိုပြောလို့မရဘူးနော် PDF တွေကလုတ်ခဲ့တယ်ပြစ်ခဲ့တာစစ်ဖြစ်ခဲ့တာအာပြပြောလို့မရဘူးဒီကတော့အပြစ်မဲ့ပြူတွေရဲဆက်ဆက်မတက်ခဲ့ဘူးရဲဆက်ဆက်မလုတ်ခဲ့ဘူးတော့ရေးကြည့်တာဗောနော်တက်တိုက်တဲ့နေရာမှာတိုက်ပြီးတော့ဟုတ်ပြီသူတို့တွေဒါတိလာလို့အလင်းဝင်လာတယ်ဆိုတော့ဦးစင်းတို့ကလက်မခံလို့မရဘူးလက်ကိုခံပေးရမှာ လက်ခံပေးရမှာအဲ့တော့နိုင်ငံတော်ကလည်းကြိုးဆိုပါတယ်နိုင်ငံတော်ကလည်းဥစဉ်တကူကပြောပြီးသားတောင်းဆိုပလုံးဆိုတာပြည်ထုံးဆန်ရှိမယ်လို့တာဆိုတမီးဆိုလုံးဝပြည်ထုံးပြည်ထုံးဆန်မရှိဘူးလို့အဲ့တော့နိုင်ငံတော်အုပ်ချုပ်နေတဲ့သူကလည်းဒါဖားခင်မယ်ဖားခင်မယ်အဲ့တော့နိုင်ငံတော်ရဲ့အုပ်ချုပ်တဲ့နော်အဲ့တော့မီဒီယာတွေကိုဒီလိုလက်ခံပေးနေတယ်ဆိုတာလည်းဥစဉ်တော့အနေနဲ့ဒါဝန်တာပီတီဖြစ်မိတယ်ဘာပြောပြောဒါငင်းချမ်းကြီးကိုဒါကော့ဆောင်ချင်းတမျိုးပဲအမြင်မှန်ရလို့ဒါတို့တွေလှုပ်လာတာလေအဲ့တော့ PDF တွေကအတုံးချခံပေါ်ကနေမနေချင်တော့လို့လွတ်လပ်တဲ့ငင်းချမ်းတဲ့ဘဝကိုတို့တွေရွေးချယ်တာအကောင်းဆုံးပဲအကောင်းဆုံးပဲ တို့ဘယ်နေရာမှမနိုင်ဘူးဘယ်လိုပဲတိုက်တိုက်ပြီးတော့မနိုင်ဘူးเนาะမနိုင်ဘူးတိုင်းသားတွေကတို့တို့ရကျင်ရရစရာရှိရရမယ်အဲပေါကတော့ကတော့ PDF လေးနဲ့ဘယ်လိုပဲတက်တက်မနိုင်ဘူးဆိုတဲ့စကားလေးကတော့ record ယူထားမှာဖြစ်ပါတယ်။ဒီနေ့ကျရင်တော့ဒီစကားကပို့ပြီးတော့သုံးဝင်လာမယ်အနေထားတစ်ခုရောက်လာမှာဖြစ်ပါတယ်။အဲပေါကတော့နေတော့လက်ရှိမှာတော့ PDF လေးအလင်းဝင်နေတယ်ဆိုရင်သူ့ကိုဆက်သွယ်လို့ရပါတယ်လို့ပြောထားတာတွေ့ရပါတယ်။ PDF ထိသူ့စီအလင်းဝင်မှုတော့မသိပါဘူး။တေးကြတော့မင်းကိုဆက်သွယ်ပြီးမင်းကိုရောက်လာမှာတော့အသေးချာပဲပေါကတော့ကြီး။ဟုတ်ပါလား။ကိုတာလာတဲ့ကျွန်တော်ချစ်တဲ့တက်မတော်ကြီးအတွက်ကျွန်တော်အရန်ချစ်ရတဲ့ကျွန်တော်အဖွာကျွန်တော်အမေကျွန်တော်ရဲ့ ညီညီမတွေကျွန်တော်မွေးရည်ကိုစွန့်ခွာပြီးတော့တနိုင်ငံလုံးကိုသွာလာပြီးတော့နိုင်ငံသားတယောက်ရဲ့တာဝန်ကိုကြည်ကြည်ပြုံပြုံနဲ့ထမ်းဆောင်နေတာကျွန်တော်ဖေးနိုင်ငံတော်သမရကြီးဖျက်ရမယ်ဆိုပြီးကျွေးကြော်ထားတာလေကျွန်တော်မင်းသားကြီးပါပဲဒီခါဒီမှာကျွန်တော်ပြည်သူတွေဟာထင်အောင်ထင်မှားတွေဖြစ်တတ်ကြတယ်လူဘိန်းကြက်လုပ်နေတဲ့လူတွေလူဘိန်းကြက်ပြောနေတဲ့လူတွေကိုအထင်ကြီးကြတယ်ကျွန်တော်ဟာကိုတိုင်းပြည်ကိုလူမျိုးကိုပါလာကိုတာလာတို့ကျွန်တော်ချစ်တဲ့တက်မလို့ကြီးတို့ အိမ်ပေါင်းတောင်းချီကုန်ကြခံပြီးတော့လုပ်နေတာကျွန်တော်ဒေတာကြီးဘလောက်ရှိဖွင့်ပြိုးတိုးတက်နေလဲဆိုတာကျွန်တော်ဒေတာကိုလာကြည့်ဘူးမှတွေ့ကြနိုင်မယ်ကျွန်တော်တို့ကကျွန်တော်တို့ဘာလုပ်ပါလဲဆိုပြီးလိုင်းပေါ်တက်ပြီးတော့ခဏလူအထင်ကြီးအောင်လုပ်နေတဲ့လူတန်းစားထဲမှာမပါဘူးကျွန်တော်နဲ့ဇော်ဖိုးင်းနဲ့ဘာပြက်နာမှမရှိဘူးအဲ့ခေါင်းနဲ့ကျွန်တော်နဲ့ဆင်ရတယ်အဝေးကြီးပဲဒီကောင်ကလူလိမ့်လူညာလူလုံးမှာမန်လေး MD1 ပြည်တဲ့ကောင်ကျွန်တော်တို့ကဒီကောင်နောက်လိုက်နေကြာပြီ ကဲဇော်ဘုံရဲ့အစင်းမ်းမတူဘူးလေဇော်ဘုံရဲ့လမ်းမရခွေးဒီကောင်ကကြောင်ကြောင်ရခွေးခွေးနဲ့ကောင်ပေါ့ဗျာခွေးနဲ့ကောင်ကြိုက်တဲ့ဘွဲပေါ့ဒီကောင်ကအင်းတက်မလို့အာဗျာရှိစစ်တီတွေကိုလှူပါလေဆိုတဲ့အကြောင်းပြချက်နဲ့တနိုင်ငံလုံးကအလူရှင်တွေရဲ့ငွေတွေကိုခင်ဗျာဘုံနေတာမစွတ်မဖို့ခင်ဗျာအလူပြပြီးတော့တို့အောက်ချီကတက်မလို့အာရှိစစ်တီတွေကိုစစ်တီတွေမေးအင်းအဲ့စတဲ့နေကိုမင်းလေးအမတွေပြည့်ကိုဒရင်ပြနေတဲ့ကောင်။ဗျာမတော့မစားဘူး။မတော့မတော့ဘူးမလာဘူးတော့ဖြစ်နေတဲ့ပုံစံကြည့်လိုက်။ 来年我往么样？都不要说你了，知来。嗨。你看，今个朋友嘞，少咖嘞；今个阿爸嘞，少咖嘞；嗯，今个这么啦？廿四、四、六嘞，少咖嘞。南京姑娘嘞，少咖嘞。大家今个没哪一啊？你讲我，这辛苦你了啊！哎，辛苦我们嘞，现在要一心讲我没路前进。哈哈哈哈哈！这是你哪路心讲的我？你讲我讲的啥？唯一，嗯，唯一。你讲我八万万不？你讲我九亿？你讲我不要说。 ဒီကောင်အမှုရအဲ့ကြည့်လိုက်ရန်ဝရှိတဲ့ရရှိပြီဒီကောင်အเจ้าကိုပြီးမှာပါကျွန်တော်တို့ကတနိုင်ငံလုံးပုံစံမျိုးစုံနဲ့သွာလာလှုပ်ရှားနေတာနေရာတိုင်းမှာမင်းသားကြီးရှိတယ်မင်းသားကြီးပြောက်ခွေးတဲ့နေရာဘယ်နေရာမှမရှိဘူးနော်အဲကြောင့်မင်းသားကြီးကတနိုင်ငံလုံးကပြပြနေတဲ့အလုံးစုံသောဖြစ်ပျက်ဒီအားလုံးကိုသိတယ်မင်းသားကြီးသိရင် 闽南一片呢，闽南一拍地呢，闽南人嘢呢，叫利息。哎，阿龙哥，大家都你贵没有那呀？我嘛是只贵包山的，介家的不会错呀。今天哦，我哋冇介绍啦，讲嘛咧，你你要天天对面又介绍嚟看在咯都抓抓，你做你个咯，钓嘛咯，对唔住嘛喂。